ဆက်စီတင်ကိုအပိနေကြရရာသားညီကိုပြည်သက်တွေအားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်နေဒီဂရီမှာတော့ဒီကနေ့အတွက်ထွက်ပေါ်ထားတဲ့ပြောင်းရွှေ့သတင်းချို့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းအနေနဲ့ကတော့ကျွန်တော်တို့ဒရီယာဖြစ်စရာပေါ့နော် report နှစ်ခုပြောပြပါမယ်ပထမတစ်ခုကတော့ပြင်သစ်ကလာတဲ့အောက်လက်တွေအရလက်ရှိမှာချက်စီတင်ရဲ့တိုက်စစ်မှုဖြစ်သူခရစ္စတိုဖာအန်ကန်ကိုပါဆိုလို့ရှိရင် Manchester United ရဲ့စတင်ဆွေးနွေးခြင်းကိုခံရပြီဆိုပြီးပေါ်ပြလာတယ်။ချက်စီတင်နဲ့ Manchester United အသင်းတို့ကြားမှာ Christopher Nkunku ရဲ့အပြောင်းအလဲနဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေစတင်ပြီလို့ ဲ့ဒီ report ကဖော်ပြခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာတော့အီတလီ reporter တယောက်ဖြစ်တဲ့ Romano ရဲ့ဖော်ပြချက်ကိုပြန်လည်တင်ပြရမယ်ဆိုရင်တော့သူကလက်ရှိမှာအန်ကာကူနဲ့ပတ်သက်ပြီး Chelsea တင်းနဲ့ United တို့ကြားဘာမှထိတွေ့ဆက်ဆံတာမျိုးမရှိသေးဘူးလို့ပြန်လည်ခြေပကတာကိုတွေ့ရတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ Chelsea တင်းစိတ်ဝင်စားနေတဲ့ Garnacho Manchester United စိတ်ဝင်စားနေတဲ့ Christopher Ankangu ဆိုတဲ့ဒီအပြောင်းအလဲနှစ်ခုကို Chelsea တင်းနဲ့ United ကြားမှာဒီလုပ်လိမ့်မယ်လို့အားလုံးကယူဆတယ်။တိုးတော်လည်းပဲလက်ရှိအချိန်ထိတော့ Chelsea တင်းနဲ့ Manchester United အတင်းတို့ကြားမှာဒီကစားသမား၂ယောက်နဲ့ဆက်နွယ်တဲ့ပြောင်းရွှေ့မှုမျိုးကိုတော့သူတို့ဆွေးနွေးထားလည်းမရှိဘူး။ထိတွေ့ထားမျိုးလည်းမရှိသေးဘူးလို့ကျွန်တော်လည်းဆိုတယ်။ဒါပေမဲ့ separate ဒီပုံစံမျိုးတော့ဖြစ်နိုင်တယ်။တခုရှိတာက Chelsea တင်းရဲ့တိုက်စစ် option ထဲမှာ Ghana ရှိုးဟာကျွန်တော် top target တော့ဟုတ်မနေဘူး။ United အတွက်တော့ Christopher Angangu ဟာဒါသူတို့ဟို တိုက်စစ်ဖြစ်တင်းမှုမှာကြည့်မယ်ဆိုလို့ရှိရင်တစ်ပြေးနိုင်တဲ့ကစားသမားတော့ဖြစ်နေရယ်ဆိုတော့အဲ့လိုမျိုးကြွားချချက်လေးတွေရှိနေသေးတဲ့အချိန်မှာဒီနှစ်ယောက်ကို sort ဒီပုံစံမျိုးဖြစ်ဖြစ်ဘာဖြစ်ဖြစ်ပေါ့နော်တခခုလောက်ဖို့ဆိုတာကအလံဝင်းနေသေးတယ်လို့ရိုမာနိုကတော့ဖော်ပြခဲ့တာဖြစ်တယ်။လက်ရှိချိန်ထိလည်းခရစ်စတိုဖာအကန်းကူက Chelsea တင်းရဲ့ squad ထဲမှာရှိနေတယ်လို့ Chelsea တင်းနဲ့လည်း training တွေမှာပါဝင်နေဆဲဖြစ်တယ်လို့ Chelsea တင်းအနီးပြဖြစ်သူ Anson Mars ကကိုယ်တိုင်ကတော့ဆိုထားဖြစ်တယ်။အားလုံးဒီအတိုင်းပဲကျွန်တော်တို့အကန်းကူက ကိုသွင်းဆက်ကြီးများဖြစ်မလားမလားကျွန်တော်တို့ပြိတ္တတွေနေလဲတိုက်စစ်မလို့ခေါ်ပြီဆိုလို့ရှိရင်တော့ကိုသွင်းဆက်များဖြစ်လာမလားဆိုတော့မျောလင့်ချက်တွေရှိပေမဲ့အကန့်ကူကလည်းလက်ရှိသူရောက်တဲ့အချိန်ကနေခုချိန်ထိ performance ကိုကြည့်မယ်ဆိုရင်တော့အကြောင်းမျိုးမျိုးကြောင့်ပေါ့နော်သူကိုယ်တိုင်လည်း under performance ဖြစ်ခဲ့တာတွေရှိတယ်။နောက်ပွဲကစားချိန်ကလည်းအများကြီးသူဒီကန့်သက်ခံရတဲ့ကစားသမားလို့ကျွန်တော်တို့ယူဆလို့ရတယ်။ဒါတွေကြောင့်နော်တခြားသော factor တွေကြောင့်ပေါ့နော် အန်ကန်ကူဟာထင်သလောက်တော့မလုပ်ပြနိုင်တဲ့ကစားသမားဖြစ်လို့ဒီ new transfer window မှာရောက်ချခြင်းခံရမဲ့တိုက်စစ်မှုဆိုပြီးတော့တပြေးနေတာဖြစ်တဲ့နီးပြကလည်း Nicholas Justin ကိုကြိုက်နေတယ်အခု Delap လည်းရောက်လာပြီဆိုတဲ့အနေအထားမျိုးမှာအန်ကန်ကူကတော့ရောင်းချဖို့ရာခိုင်နှုန်းအများဆုံးကစားသမားပေါ့နော်တိုးတော်လည်းပဲ United နဲ့တော့ဆွေးနွေးမှုမရှိသေးဘူးဒါပေမဲ့တစ်ဖက်မှာလည်း United ကပဲဒီကစားသမားကိုခေါ်ယူမဲ့အသင်းတွေထဲမှာနာမည်အထောက်ဆုံးအသင်းလို့ကျွန်တော်တို့ကပြောလို့ရတာဖြစ်ပါတယ်ဆိုတော့ဒါက Christopher Akanku ဂါနာချိုနဲ့ပတ်သက်တဲ့အတင်းလေးဖြစ်ပါတယ် တဖက်မှာလည်း Chelsea အသင်းဟာဆိုလို့ရှိရင်သူတို့ရဲ့ဒီတိုက်စစ်အတွက်ပေါ့နော်ကြည့်ရတဲ့နေရာမှာခုနပြောသလိုဒီကာနာချိုကပါတော့ပါတယ်ဒါပေမဲ့သူ့ရဲ့ဒီ top choice ပုံစံမျိုးမဟုတ်နေဘူးသူတို့ရဲ့အဓိက top choice ကရာမဲဂန်တင်ပဲဖြစ်တယ်လို့ရိုမာနိုကတော့ဆိုတယ်ပေါ့နော်စတူသဖြင့်ဒီဂတ်တင်နဲ့ပတ်သက်ရင်ချက်စီးသင်းကတော်တော်အောင်မှဟိုခီးရောက်နေပြီဆိုတော့အနေထားတရမှာရှိတယ်လို့ကျွန်တော်လည်းနားလည်ထားတာဖြစ်တယ် ကတင်ကိုရိုင်းကချက်စီတင်းနဲ့ပါစနယ်ထမ်းဆရာအလုံးစုံသဘောတူညီမှုရရှိထားတဲ့အနေအထားမျိုးဖြစ်တယ်ပေါ့နော်။နောက်ပြီးတော့အဲကျွန်တော်တို့ဒီလာမယ့်ဒီဘယ်လိုပြောမလဲ Club World Cup ပွဲစဉ်တွေတဖြည်းဖြည်းပြီးလာတာနဲ့အမျှပေါ့နော်။ချက်စီတင်းရဲ့ဒီကတင်ပေါ်မှာလှုပ်ရှားတဲ့လှုပ်ရှားမှုတွေကလည်းအဆုံးသတ်လာမှာဖြစ်တယ်။ပြောရရင်တော့အပြောင်းရွှေ့ကဖြစ်ဖို့အတွက် percentage အရန်များတဲ့အနေထားမျိုးလို့ဆိုထားတာဖြစ်ပါတယ်ဒီလိုမျိုးတောင်ပံကစားသမားတွေကိုချက်စီးသင်းချိန်ရွယ်နေတဲ့အချိန်မှာပဲချက်စီးသင်းရဲ့တောင်ပံကစားသမားတူဦးဖြစ်တဲ့မာဒွေဂီကိုတော့ Premier League ပြိုင်ပတ်တင်တင်ဖြစ်တဲ့ Arsenal အသင်းကစိတ်ဝင်စားနေလို့ကျွန်တော်သိရပါတယ်ဆိုတော့မာဒွေဂီကတော့ပြိုင်ပတ်တွေအရန် favorite မဖြစ်တဲ့ player တွေမှာပါတယ်ဒါပေမဲ့လက်ရှိချက်စီးသင်းရဲ့နီးပြားမာရက်စကာကတော့ဒေါ်လီ၃နဲ့ပလီယာပေါ့နော် ဆိုလက်ရှိမှာအာဆင်နယ်ကစိတ်ဝင်စားနေတယ်။ချက်စီးသင်းထံကိုလည်းမာဒူဂီနဲ့ပတ်သက်ပြီးတော့ထိတွေ့ဆက်ဆံမှုရှိတယ်။တခုရှိတာကချက်စီးသင်းကတော့မာဒူဂီကိုမယောင်းဘူးလို့တော့မပြောဘူး။ဒါပေမဲ့ရောင်းမယ်ဆိုလို့ရှိရင်သူတို့အနေနဲ့အနိုင်ဆုံးပေါင်တန်း90လောက်အလိုရှိနေလို့သိရတယ်။တစ်ဖက်ကအာဆင်နယ်အတွက်ကလည်းအဲ့ဒီပေါင်တန်း90ဆိုတဲ့ပမာဏကများနေတယ်လို့ယူဆတယ်ပေါ့နော်။ဆိုတော့ဒီကြေးရတော့ချက်စီးရဲ့ဒမန်နဲ့အာဆင်နယ်ပေးခြင်းနဲ့အမောင်းတွေကတော့ကွာခြားမှုရှိနေတာဖြစ်လို့ ပြောင်းရွှေ့ခြင်းကိုတော့တေချာညှိနှိုင်းသွားမှာဖြစ်တယ်။အဲတစ်ဖက်မှာကျွန်တော်ကြားတဲ့သတင်းတွေအရဆိုလို့ရှိရင်လည်း Marska ကတော့အသင်းပိုင်ရှင်တွေကိုမာဒူဂီကိုရောင်းချမဲ့ကိစ္စမျိုးနဲ့ပတ်သက်လို့ရှိရင်မီစိန်ပေးထားတယ်လို့သိရတယ်။သူ၃နဲ့ပလေယာဖြစ်တယ်။ပွဲစဉ်များစုမှာလည်းသူဦးစားပေးပြီး၃နဲ့ဒါပေမဲ့ ကစားသမားရဲ့ performance ကိုသူလည်းကောင်းကောင်းနားလည်မယ်လို့ကျွန်တော်လည်းထင်တယ်ပေါ့နော်ဒီအနေထားကြောင့်အကယ်ဗီများ Chelsea တာဝန်ရှိသူတွေကမာဒူယိုရောင်းချခြင်းနဲ့ဆန္ဒရှိတာမျိုးဆိုလို့ရှိရင်တော့သူဒီကန့်ကွက်မဲ့အချိန်မှာမရှိဘူးလို့ကျွန်တော်လည်းသိရတာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီဘလူးမှာ disappear ခြင်း Chelsea တင်းအကြောင်းအလေးဖြစ်ပါတယ်။ Chelsea တင်းတီးတန့်ကြည့်ရှုနားဆင်ခြင်းနဲ့ဆိုရင်တော့ Blind Facebook Page CBTV YouTube Channel ကို Like and Subscribe Like and Follow လုပ်ထားကြဖို့မမေ့ပါနဲ့ခင်ဗျာ။အားလုံးပဲ see you next video ပါနော်။